အားလုံးပဲမင်္ဂလာပါရှင် Terror Healing and Reading by Kitra နေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်။ကဲဒီနေ့မှအမျှဝေပေးတင်တာကကျမကိုအခုလူတော်တော်အမေးများလို့ပေါ့နော်။ဂုံတော်ဂျိုသက်ဒိဋ္ဌံပရိစိတ်နီးလေးကိုတေချာချာလေးပြန်ပြောပြပါမယ်နော်။ဒီ post လေးကအရင်တော့ကကျမတင်ပြီးွားပြီးလွန်ခဲ့တဲ့မနစ်ဒီကလေးကကြာလာပြီပေါ့နော်။ကျမတေချာချာဘလို့ဝင်ရရဲဆိုရဲပေါ့နော်။ဒီဟာကိုတေချာချာလေးပြောပြီးသွားပါပြီ။ဒါပေမဲ့အခုနောက်ပိုင်းဝင်လာတဲ့အစ်စ်ကလေးတွေမှာမသိတဲ့သူတွေများလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်လည်အမျှဝေပေးပါ မယ်နော်အဲ့တော့ဂုံတော်ကျသက်ဒိဋ္ဌံပရိကဘလို့စိတ်ရမလဲဆိုတော့တနင်းကနွေနေ့ကနေပြီးတော့မှစဝင်ရမှာဖြစ်ပါတယ်တနင်းကနွေနေ့မနက်ကနေပဲဖြစ်ဖြစ်နေ့လယ်ပဲဖြစ်ဖြစ်ညပဲဖြစ်ဖြစ်ပေါ့နော်ဒီမှာပရိစိတ်လို့အကောင်းဆုံးအချိန်လေးတွေကိုပြောပြပေးထားတယ်မနက်ပိုင်းစိတ်ချင်လဲရတယ်နေ့လယ်ပိုင်းစိတ်ချင်လဲရတယ်ညပိုင်းစိတ်ချင်လဲရတယ်ပေါ့နော်မိမိအဆင်ပြေတဲ့မိမိအားလက်တဲ့အချိန်ကိုတချိန်ချင်းရွေးပြီးစိတ်လို့ရတယ်အခုပေးထားတဲ့အချိန်နေမှာတစ်ခုနဲ့မှအဆင်မပြေဘူးဆိုလို့ရှိရင်လည်းပဲမိမိ အားလက်တဲ့အချိန်အဆင်ပြေတဲ့အချိန်ကိုမိမိရဲ့အိမ်မှာပဲဖြစ်ဖြစ်ဖျားမှာပဲဖြစ်ဖြစ်ဗမာပဲဖြစ်ဖြစ်စိတ်လို့ရပါတယ် ပရိစိတ်ရမယ်ဒီဇာလေးကိုတေချာရှင်းပြပေးပါမယ်เนาะအထူးသတိထားမှာကတနင်္ဂနွေနေ့ကနေစပြီးတော့မှအဋ္ဌထံဝင်ရမှာဖြစ်ပါတယ်တနင်္ဂနွေနေ့ကနေစပြီးတော့မှတနင်္လာအင်္ဂါဘုရဟုကြာတာပြီစနေနေ့အထိပေါ့เนาะဒီတပတ်လုံးလုံးကိုဝင်ရမယ်အဋ္ဌထံမျိုးဖြစ်ပါတယ်တနင်္ဂနွေနေ့ကိုဘယ်အချိန်ကစဝင်ရမလဲဆိုရင်တော့မိမိအဆင်ပြေတဲ့အချိန်ကနေစဝင်လို့ရတယ်အရှိမပြောခဲ့တဲ့ဇာလေးကအချိန်နေအတိုင်းပေါ့เนาะ၃ခုမှမနှက်ပဲအဆင်ပြေပြေနေ့ကလေးပဲအဆင်ပြေပြေ ညပဲအဆင်ပြေပြေပေါ့နော်မိမိအဆင်ပြေတဲ့အချိန်ကနေစဝင်လို့ရတယ်အဲ့လိုမျိုးစိတ်လာလိုက်တာတနင်္ဂနွေတနင်္လာကိုစနေအထိပေါ့နော်နည်းနည်းသတိထားမှာပါလဲဆိုတော့ဗုဒ္ဓဝုနေ့နဲ့စနေနေ့မှာနှစ်ချိန်စိတ်ပြေရမှာဖြစ်ပါတယ် ပင်တိုင်းမနက်ပိုင်းကနော်ဗုဒ္ဓဟူးနေ့မနက်ပိုင်းဆိုရင်ဗုဒ္ဓဟူးဂျိုအချိန်အခါဖြစ်တဲ့အတွက်ကြောင့်မလို့ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာသူကတော်ဂျိုသက်18ပတ်ကိုစိတ်ပြီးတော့နေ့လယ်သို့မဟုတ်ညဘက်ပေါ့နော်မိမိအစဉ်ပြေတဲ့တစ်ချိန်ချိန်မှာယာဟုဂျိုအတွက်လောကဝိတု17ပတ်ကိုစိတ်ပြရမှာဖြစ်ပါတယ်။စနေနေ့မှာဆိုလို့ရှိရင်နော်မနက်ပိုင်းမှာဗုဒ္ဓော10ပတ်ပေါ့နော်စိတ်ပြီးတော့နေ့လယ်သို့မဟုတ်ညဘက်မိမိအစဉ်ပြေတဲ့တစ်ချိန်ချိန်မှာ ကိတ်ဂျူသက်၁၀ဘက်အပြင်ဒိတ်ထံကိုဆက်စိတ်လို့ရပါတယ်အဲ့တော့သတိထားမှာဘူဒုံးနဲ့စနေမှာတော့နှစ်ကြိမ်စိတ်ရမှာဖြစ်ပါတယ်မနက်ပိုင်းတစ်ချိန်ကပုံသေးဖြစ်ပြီးတော့မှနေ့လယ်သို့မဟုတ်ညကတော့မိမိအဆင်ပြေတဲ့အချိန်တခုခုဝင်လို့ရပါတယ်เนาะ ဒီမှာပြလာထားပြတာကဒီဂျိုရီရဲ့တခုချင်းစီရဲ့ဂျိုသက်တီရဲ့စိတ်ရမယ်ဂုံတော်တွေရဲ့ပေါ့နော်ဒီဂျိုသက် light အပတ်အရေးအတွက်အတိုင်းကိုဘီဘက်ကပရိပတ်အတိုင်းဒီမှာ blue စိတ်ရမယ်ဆိုတာဇယားလေးကိုပြပြထားပါတယ်ဇယားကိုတီထားကြည့်လိုက်တယ်ဆိုလို့ရှိရင်နားလည်မယ်လို့ထင်ပါတယ်နော်အဲစစိတ်ရမယ်နေ့ကတော့တနင်္ဂနွေနေ့ကနေပြီးတော့မှစစိတ်ရမှာပဲဖြစ်ပါတယ် ဒီမှာဆိုရင်ဗတိမစိတ်ခင်ဆူတောင်းပုံလေးကိုပြောပြပေးထားပါတယ်။ဒီဒီကအတိုင်းလေးဆူတောင်းမယ်ဆိုလည်းရရပေါ့နော်။ဖျားတပိတော်သည်ဤတနင်္ဂနွေနေ့မှစ၍စနေနေ့တိုင်အောင် ခုနှစ်ရက်တည်တည်မြတ်စွာဘုရားရှင်ကိုးပါသောဂုဏ်တော်တို့ကို နေ့စဉ်ဂျိုသက်လိုက်ပွားများအားထုတ်ပါမည်ဟုဒိဋ္ဌံပြုပါသည်ဤကဲ့သို့ပွားများအားထုတ်ရသောအကျိုးအားကြောင့်တပည့်တော်ကိုယ့်ရဲ့နာမည်လေးကိုပြောနော်တပည့်တော်ခိတ္တရာသည် လောကတွင်ဆရာတစုဖြစ်ရ၍ လိုအပ်သောဆန္ဒများတစ်လုံးတစ်ဝါဒီပြည့်စုံပါစေတည်းပြရပြီတော်သည်လောကီလောကုတ္တရာနှစ်ဖြာသောအကျိုးစီးပွားတို့ကိုထမ်းဆောင်ရ၌ကာယဆွမ်းအားညာနာဆွမ်းအားတို့ကိုအစွမ်းကုန်အသုံးချနိုင်လျက်အထွတ်ထိပ်သို့ရောက်အောင်ဆွမ်းဆောင်အောင်မြင်နိုင်ပါစေတည်းဒါမျိုးလေးဆုတောင်းလေးရတယ်နော်ဒါမှမဟုတ်လို့ရှင်လည်းပဲမိမိတို့အလိုရှိရာဆုတစ်ခုကိုတောင်းလေးရပါတယ်နော်အစသဖြင့်အလုတ်ကိုင်းဒီအစဉ်ပြေပါစေအကျွေးတွေကြေပါစေနော်အစသဖြင့်ဆောင်းမွေးအောင်ပါစေအစဉ်ပြေသလိုဆုတောင်းလေးရပါတယ်နော် တော့ပရိစိတ်ပြီးလို့ရှင်လေးပဲပေါ့နော်ထပ်ပြီးတော့ဆုတောင်းပါတယ်အအနည်းဆုံးဆုတစ်ခုကို3ခါလောက်ပေါ့နော်3ခါပရိမစိတ်ခင်တစ်ခါတောင်းတယ်ပရိစိတ်ပြီးတဲ့အချိန်မှာ3ခါတိတိကိုစိတ်နှစ်ပြီးတော့မှဆုတောင်းခြင်းကိုပြုလုပ်ပါတယ်မိမိတို့ကတော့အဆင်ပြေသလိုလုပ်ပါနော်3ခါမဟုတ်လဲမိမိပါမိမိအပရိမစိတ်ခင်တစ်ခါပရိစိတ်ပြီးတစ်ခါပေါ့နော်အဲ့လိုဆုတောင်းခြင်းလေးရပါတယ်နော်မိမိတို့ပုံမှာပဲမူတည်ပါတယ်ပေါ့နော် ီပုံလေးမှာပြထားတာကတော့ဒါအရှိမကျွန်မဇေယျကိုရှင်းပြထားတဲ့အတိုင်းပေါ့နော်ဒါဘလူးစိတ်ရမယ်ဆိုတာလေးကိုပြောထားတာဖြစ်ပါတယ်တနင်္လာနေ့မှာစိတ်မယ်ဆိုလို့ရှိရင်တနင်္လာဂျူသက်15ဘက်ဖြစ်ပြီးတော့မှနော်ဂုံတော်အပြင်ဆိုရင်တမ္မာတမ္မုတော်ဂုံတော်ဖြစ်ပါတယ်ဒါကြောင့်မလို့တမ္မာတမ္မုတော်ဂုံတော်15ဘက်ပေါ့နော်ဒီလိုမျိုးလေးစိတ်ရမှာဖြစ်ပါတယ်အကျိုးကျေးဇူးတွေကတော့အရင်များပါတယ်9ရက်9ကြိမ်တိုင်တိုင်စုစုပေါင်း46ရက် စိတ်ပြီးသွားလို့ရှိရင်ပါရမီအမှုအရင်အလိုက်စီးပွားရေးတန်းမာရေးပညာရေးယာရုတို့အယောင်းဝယ်ကိစ္စတွေအတွေးအညီကိစ္စတွေအဆင်ပြေလာတဲ့စတင်ထူးခြားမှုကိုရရှိလာပါလိမ့်မယ်เนาะမမြှလင်းထားတဲ့ငွေကြေးတွေဝင်တာရေသနာရွှေငွေတွေဝင်တာကိုเนาะလက်တွေ့တွေ့ရပါလိမ့်မယ်ပါရမီရင့်တန်သူဆိုလို့ရှိရင်เนาะတဖြည်းဖြည်းနဲ့ဆရာတစုဖြစ်လာတာเนาะကိုယ့်ရဲ့စကားတွေပေါင်းမြောက်အောင်မြင်လာတာမျိုးတွေဖြစ်လာပါလိမ့်မယ်49ရက်ကို3ချိန်အထိပြီးမြောက်လို့ရှိရင်ပါရမီအမှုအရင်အလိုက်ပေါ့เนาะဒီအငြင်းတန်းစိတ်သွားမ ယ်ဆိုလို့ရှိရင်အကြမ်းမြင်ရတာတွေမနှောမယသိတိတွေပြည့်စုံလာတာတွေပေါ့နော်စသဖြင့်ဒီလိုမျိုးအကျိုးကျေးဇူးထူးတွေရရှိပါတယ်ကျွန်မကိုယ်တိုင်လည်းကိုယ်တိုင်စိတ်ပြီးတော့မှထူးခြားချက်တွေအများကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့နော်မျှဝေတာဖြစ်ပါတယ်ကျွန်မမျှဝေလို့လိုက်လံစိတ်တဲ့သူတွေမှာလည်းအရန်ထူးခြားပြီးတော့ပေါ့နော်အကျွေးမြေတွေကြည်လာတာတဖြည်းဖြည်းနဲ့အလောက်ကိုင်းတွေအဆင်ပြေလာတာနော်ဒါမျိုးလေးတွေကြုံလာတာ feedback တွေအများကြီးရှိပါတယ်ဒါကြောင့်မို့လို့ယုံယုံကြည်ကြည်နဲ့လိုက်ပါကျင့်ဆောင်နိုင်ပါတယ်နော် အခုခြေနေရလဲပဲအဖက်ဖက်ကနေပြီးတော့မှเนาะအခက်ခဲတွေเนาะအတက်တဲတွေတော်တော်များများကကြုံတွေ့နေရတဲ့အချိန်လေးဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျမကဒီအရန်ထူးကြတဲ့ဒိဋ္ဌံကျင့်စဉ်လေးကိုဝေမျှရခြင်းဖြစ်ပါတယ်။ဒါအချိန်အခါအရာပေါ့เนาะကျမရဲ့ injuration အရာလိုအပ်လို့ညဝေတာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ light ပါကျင့်ဆောင်မယ်ဆိုရင်မိမိတို့အတွက်လုံးဝအကျိုးမရုပ်စေရပါဘူး။ဒီထက်ပိုပြီးတော့မှတိုးတက်မြင့်မားတဲ့ဘဝတွေကိုရရှိမှာတည်ကြပဲဖြစ်ပါတယ်ရှင်။ အားလုံးပဲလိုက်ပါကျင့်ဆောင်ကြခြင်းဖြင့်မိမိတို့ရဲ့လူရင်းဆန္ဒများတလုံးတဝါရီပြည့်စုံပြည့်ဝပါစေလို့ကျမကကောင်းမွန်သောအန်နာဂျီလေးနဲ့ဆုတောင်းပေးလိုက်ပါတယ်ရှင်ဒီပုံလေးတွေကိုပေါ့နော်အင်တာနက်မှာမျှဝေထားတဲ့မူရင်းပုံပြုလုပ်သူကိုလည်း credit ပေးပါရယ်လေးစားစွာဖြင့်ဂါရဝပြုလိုက်ပါရယ်ကျေးဇူးများကြီးလည်းတင်ပါရယ်ရှင်အားလုံးပဲတက်တာ